ကျွန်တော်တို့တွေဘလောက်ထိကျွန်တော်တို့ခရီးရောက်နေပြီလဲဘလောက်ထိခရီးပေါက်နေပြီလဲဆိုတာမိဘပြည်သူတွေကိုပြောနေစရာတော့မလိုတော့ပါဘူးရဲဘော်လေးတွေကအခုဆိုရင်အ мян လမ်းမကြီးတွေပေါ်တက်ပြီးတော့ရန်ကုန်ရဲ့အဆက်ဖြစ်တဲ့မှုပြီးလေးတဲ့စခန်းကြီးကို drone နေနဲ့ဘလို့ချင်းချောက်သွားလဲပလဲမြို့ကြီးမှာ ိုက်လိန်ကြီးကိုဘလို့ကြီးလုတ်ပစ်ခဲ့လေဒါတွေကိုကျွန်တော်တို့အထူးပြောစရာမလိုတော့ဘူးလို့ကျွန်တော်ထင်ပါတယ်ဘာပဲပြောပြောပေါ့နော်ကျွန်တော်ငယ်တုန်းကတင်ခဲ့ရတဲ့ဥစ္စာတွေကျွန်တော်တို့မိဘတွေကကျွန်တော်တို့ကိုနားယူဝအောင်စူပြခဲ့တဲ့အရာလေးဆရာသမားတွေစုဆုံးမခဲ့တဲ့အရာလေးအကက်လဲတင်ပက်ပင်ဆုံးမတိတ်ပမကြံဘေးရန်စီကတင်းရအဖို့ဆရာတို့ တင့်ဖို့ဝင်ကားဗျာကျွန်တော်ရင်တော့ပြောနေကြစကားတခုရှိပါတယ်မျိုးစည်းမတန်မျိုးစည်းမမှန်ပေမတန်ဖူးတန်ငုံကင်အတိဖြင့်ဤတဲ့ကို့အတင်ပေးတဲ့ဆရာသမားကလည်းမကောင်းမြတ်တာကောင်းရညွန်လဲအသက်တင်စေဆိုတဲ့စာနဲ့တစ်ထက်သေးကြအောင်ဆရာကြီးကနေပြီးတော့ မကောင်းတာကိုမလုပ်ဖို့ကောင်းတာကိုလုပ်ဖို့တင် जा ပေးပို့ချပေးခဲ့တယ်ယနေ့ကျွန်တော်မြန်မာနိုင်ငံကြီးကိုအတင်းအာရမလူယူပြီးတော့တူတာလင်းဘရင်တူတာလင်းခေါင်းဆောင်တူတာလင်းစစ်ဘရင်ဆိုပြီးတော့ကျွတ်မင်းကြီးကနေပြီးတော့ပြောနေတာသူ့ရဲ့ဆရာဆရာတွေပြန်ကြည့်လိုက်ပါဦးဘာဒီကောင်းခွက်ရှိခဲ့လို့လဲမကောင်းမြတ်တာကောင်းရညွန်လဲအသက်တင်စေဆိုတဲ့ စာသားကြီးဟာသူ့ခင်မှာမြောင်းနေရောက်သွားခဲ့ပါတယ်အတက်လဲတင်ပဲ့ပင်ဆုံးမှာတိတ်ပမကြံဘေးရန်စီကတင့်ရန်အပ်ဖို့ဆရာတို့တင့်ဖို့ဝင်ငါဗျာမိဘဆရာတွေအားလုံးဟာတုန်တင်ဆုံးမရမှာတားသမီးတွေကိုလမ်းမှန်လမ်းကောင်းကိုညွှန်ပြတဲ့မိဘတွေအများပြရှိပေမဲ့ သူ့ကိုမွေးထုတ်လိုက်တဲ့မိဘတွေကတော့ဘလို့တွေတင် जा ပို့ချပေးလိုက်လဲဆိုတော့မသိပါဘူးသူခိရောက်မှသူ့အလှရောက်မှတန်ဃာတော်တွေတက်ပြည်သူလူထုတွေတက်သူ့မိသားစုကောင်းစားရေးအတွက်နွားနဲ့မချာသူလေမွေးစိတ်ယုံမှအဲ့လိုဖြစ်နေတယ်ဗျာ မေတ္တာတရားဆိုတာသူ့ရဲ့နှလုံးသားထဲမှာမရှိတော့ဘူးအကျင့်နာတရားဆိုတာဟိုးဝေးမှာကဲအခုဆိုရင်ကြည်ခေဆက်ဆက်ကဘုံမာခဲ့တယ်တော်လန်ရေးထဲမှာပါဝင်ခဲ့တဲ့အမှုပညာသမားလက်ချိုးကြီးလို့ရပါတယ်တော်တော်များများက မပါခဲ့ပါဘူး အဲစေအစိုးရကနေပြီးတော့သူတို့ကနေပြီးတော့တဏ္ဍအားကိုနှထင်ကိုထောက်ပြီးတော့အုပ်ချုပ်လိုက်ပြီးဆိုလဲဆိုတော့အမှုပညာသမားဘောမာတွေအကုန်လုံးကသူတို့ကိုပြေးကပ်သူတို့ခြေောက်ကိုပြေးဖက်သူတို့ဘောကိုပြေးမနဲ့ တရားကြီးတွေပြီးရင်လေတရားကြီးတွေတရားကြီးတွေစောင့်လုပ်ခဲ့ပြီးဟာတရားကြီးဝန်တက်ကကြတယ်ကျွန်တော်ဆရာပြောသလိုမျိုးပဲလမ်းကြီးတွေလမ်းကြီးတွေဖောက်လုပ်ခဲ့ပြီးကိုရင်အောင်ကျော်ကိုရင်ကြီးတွေဒီသူတို့ကတက်ကကြတယ်ဂါရီယာအစင်လာဖြစ်ခဲ့တယ်အဲ့ဒီမှာတင်ဘာလို့ကျွန်တော်ပြောနေတာလဲလမ်းဖောက်တာတွေတရားစောက်တာတွေကျွန်တော်ပြောနေတာမဟုတ်ဘူး88ကာလာကြီးပြီးလဲပြီးတော့ပါပီမဆိုတဲ့ဇကာကြီးဝါရဖြန့်ချီဇကာကြီးအဲ့ဇကာကြီးကို ပြူလူရဲ့ရင်ထဲကိုထိုးထည့်ပလိုက်တယ်ဗျာចောင်းသားတွေရာပဲသူတို့ကစစ်အစိုးရကိုမကောင်းကြံပြီးတော့စစ်အစိုးရကိုတော်လှန်ခြင်းလို့တော်တယ်မှာ KNU တွေတပုံတွေနဲ့ပူးပေါင်းပြီးတော့အစိုးရကိုတိုက်ထုတ်မယ်ဆိုတဲ့ဝါဒဖြန့်ကားကြီးကိုပြည်သူတွေရဲ့ရင်ထဲကိုထိုးသွင်းလိုက်တယ်အဲထိုးသွင်းလို့မကြပါဘူးဗျာနောက်တစ်နှစ် တနှစ်ခွဲလောက်လဲကြာလဲကြာအောင်အကယ်ဒမီများရှင်မြန်မာနိုင်ငံမှာအခုလက်ရှိအကယ်ဒမီအများဆုံးပေါ့ဗျာအကယ်ဒမီများရှင်ဥညွန်ဝင်းဖအီးရဲ့ဂုံတိတ်ခါအောင်မှာမထောက်ကျောင်းသားတွေကိုသူ့ channel ကိုခေါ်သွင်းပြီးတော့ဖန်ခိုင်းတဲ့အမှုပညာသမားကြီးအကယ်ဒမီများရှင်သူ့ရဲ့အမှုပညာကိုတော့လေးစားပါတယ်ဒါပေမဲ့သူ့ရဲ့လုပ်ရက်ကိုတော့ဘယ်တော့မှမလေးစားပါဘူး ူ့ရဲ့ညီကိုမောင်တော်မတော်တော်များများထဲမှာလဲသူ့လိုစိတ်ချက်တွေအများကြီးရှိခဲ့ပါလေအခုသူ့တူအထီပေါ့နော်သူ့တူနှစ်ယောက်အထီအဲ့လိုစိတ်ချက်တွေဖြစ်ခဲ့တယ်နာမည်ကြီးတွေပဲမြန်မာစံမင်းဝင်ကျော်ကျော်ဘူးအဲ့ဒီလိုတွေဖြစ်ခဲ့တယ်အဲ့ဒီမှာဥညွန်ဝင်ရနေပြီးတော့တနည်းတနည်းခွဲလောက်လဲကြာကြအောင်ဟာအဖေနဲ့သားများစုထားရိုက်လိုက်ပြန်ဟော အဖေနဲ့တာမထားရိုက်ပြီးတော့တချင်းနေပါရီတော်မှာဟာအဲ့ဒီမှာဟိုတော်တော်များများလူငယ်တွေရဆိုဆိုကုန်ကြအောင်အမှုပညာဟာတကယ်ကိုနူးညံ့တိမ်မွေ့ပြင်မဲ့အမှုပညာဆိုတော့မာကြောတယ်အမှုပညာတစ္ဆာရှိတယ်အမှုပညာခံယူချက်ကြီးတယ်ဒါပေမဲ့သူတို့ကတလွဲစပင်ကောင်းလှုပ်လိုက်တဲ့အတွက်အမှုပညာ တော်တော်များများကိုဖက်ခွက်စားဖက်ခွက်စားလို့အပြောခံရတယ်ဒင်းတို့တွေရှိနေလို့ပေါ့ဒင်းတို့လိုနုပညာသမားတွေရှိနေလို့အခုလာပါပြီအကယ်ဒမီကန်စီတူကိစစကဘောမာခဲ့တဲ့ကန်စီတူစစ်တပ်ရဲ့ပေးကန်းစွန့်ကျဲမှုနဲ့တောက်တောက်ပြောင်ပြောင်ဖြစ်ခဲ့တဲ့ကန်စီတူအခု သူကနေပြောဗာလေဝါနာပြန်စကားကြီး2021ຫນွေဦးတော်လန်ရင်နောက်ပိုင်းမှာတော်လန်ရင်တဖို့ဝင်နေရဲဘော်တွေနဲ့တော်လန်ရင်အမှုပညာသမားတွေကနေပြီးတော့ဇလန်းနေရုပ်ရှင်တွေပြတဲ့အချိန်မှာသူတို့ကလည်းစကားကြီးတကားကိုသူတို့ကလည်းဖန်ပြီးမယ်ဆိုပြီးတော့သူကလှုပ်လိုက်တယ်ပထမဦးဆုံးစကားဘာကားလဲဆိုတော့စောင်းနီလေးတစ်ထည်တဲ့အဲလူတွေတော်တော်များများသဘောကျသွားတယ်အဲ ဘောမာတွေဘောမာတွေကုဘကလူတွေတို့မှဝိဝါသွားတယ်ခုနကျွန်တော်ပြောတဲ့အမှုပညာခတ်ထန်တယ်အမှုပညာမာကြောတယ်အမှုပညာတိမ်မွေ့တယ်ဆိုတဲ့ဥစ္စာအမှုပညာလက်နက်နဲ့သူတို့ကကင်ထိတ်တာပဲလူတွေရဲ့နှလုံးသားအမှုပညာနဲ့ပဲသူတို့ဖန်ကင်လူကင်တို့လို့ရမှာဆိုတိတော့အမှုပညာနဲ့စောင့်နေလေးတစ်ထည်ဆိုပြီးလှုပ်လိုက်တယ်စောင့်နေတစ်ထည်လည်းပြီးလဲပြီးတော့နောက်ထပ်တစ်ခါသူတို့ကနေပြီးတော့ဘယ်စကန်းဟိုငါတို့ကပြန်သိမ်းလို့ရအောင်လဲဆိုသူတို့ကကြည့်နေရအဲကရင်ပြည်နေရဥက္ကဋ္ဌစကန်းကိုသူတို့ကပြန်သိမ်းလို့ရအောင် ပြန်သိလို့လည်းရရအဲ့ဒီမှာတို့ကဟာချပြီကောလို့အပိုင်ပဲဆိုပြီးတော့အဲ့မှာတို့ကနေပြီးတော့စောင်းနေလေးတစ်ထည်လိုမျိုးပဲဇကာကြီးတကားကိုတို့ကဖန်ပြီးလိုက်တယ်ဥက္ကဋ္ဌကဇကာကြီးမှာအဲ့ဒီမှာအကယ်ဒမီခန့်စီသူဘောမှာခန့်စီသူကနေပြီးတော့ဒါကြီးကိုတို့ကနေပြီးတော့ရုပ်ရှင်ကားကြီးကိုဖန်ပြီးလိုက်တယ်အဲ့ရုပ်ရှင်ကားရဲ့နာမည်ကဘာလဲဆိုတော့တက်ရှိ CEO တက်ရှိ CEO ဆိုတဲ့ရုပ်ရှင်ကားကြီးကိုဖန်ပြီးလိုက်တယ်တင်းဆို ာတက်ရှိစီးတယ်ခုနလိုမျိုးပဲပေါ့နော်ဟာဟိုပြည်သူကြီးအကုန်လုံးဝေဝါးသွားတယ်အနုပညာလက်နက်ကတော်တော်စွမ်းလာနော်တော်တော်စွမ်းလာဘောမားတွေရိုက်တဲ့ဥစ္စာအဲ့ဒါကြောင့်လို့အနုပညာကယဉ်ကျေးပါတယ်အနုပညာတိမ်မွေ့ပါတယ်အနုပညာဆိုတာတော်တချင်းနေကျွန်တော်ရှိခဲ့တယ်အဲ့လိုမျိုးပဲအနုပညာယဉ်ကျေးတယ်တိမ်မွေ့တယ်အနုပညာကခတ်တန်တယ်မာကြောတယ် အဲ့ဒီမှာသူကနေတက်ရှိ CEO ဆိုတဲ့ဇကာကြီးကိုရိုက်လိုက်ပြီဗျာအခုတက်ရှိ CEO ဆိုတဲ့ဇကာကြီးရိုက်တဲ့နေရာမှာဥက္ကဋ္ဌစကန်းကြီးကိုတော်လန်ရေးတပ်ဖွဲ့ဝင်နေနဲ့เนาะကျွန်တော်တို့ရဲ့ရင်သွေးတွေဂျီဆက်လေးတွေ generation z လေးတွေเนาะ pdf ရဲဘော်လေးတွေကနေပြီးတော့အခုတိုက်နေပြီပြန်တိုက်နေပြီနိုင်နေပြီနိုင်တော့မှာစကန်းကို သိမ့်ဖို့ပဲကြံတော့တယ်ကောက်သိမ့်ကောက်ဖို့ပဲကြံတော့တယ်ဗျာဒါလေးကိုကျွန်တော်နေပြောနေလို့ရှေ့ရနေပြီးတော့ကျွန်တော်ဥပမာဥပမေးရနေနဲ့ပြောနေရတာဗျာဟုတ်ပြီတိုင်းမြန်မာနေဆက်ကရင်ဘက်ချမ်းဝေါ်လီဒေတာတွေကတဲ့မြန်မာစစ်တပ်အတွက်အရေးပါတယ်ဥဒိတရเนาะနေချာเนาะစကန်းကြီးကို KNU PDF ပူးပေါင်းတက်ဖွဲ့တွေကနေပြီးတော့ ထိုးစစ်စစ်တိုက်ခိုက်နေတာအခုဆိုရင်၃ပုံပုံ၂ပုံကြော်ကြော်လောက်ကိုအောင်မွေးခံနေပါပြီဗျာကဲတရှိစီယိုကြီးရေနော်နောက်တဲ့ဗာစီယိုကြီးရေလို့လုံအောင်မလဲဥက္ကဋ္ဌလုံအောင်လေမင်းတို့ဘောမလူပညာတော်တွေလင်းလာတဲ့ဥစ္စာကိုမိုက်ကယ်ဂျက်ဆင်ဘရိတ်ဒန်ကာတာတွေပါတဲ့လုံအောင်လေဟမ်မဆာကြီးရေမဆာကြီးမေတ္တာဦးမဆာကြီး ခမားလဲလုံုံးလေခမားလဲကိုးနေစားပြီးတော့ကရင်ပုံစံမျိုးနဲ့လုံုံးလေတပြည့်ပြည့်နဲ့ဘောင်ချင်းလာပြီခန့်စီသူကြီးတက်ကြက်ကြီးခန့်စီသူလုံုံးလေဦးကျော်ရင်ကတော့တက်ကြက်ကြီးဖိုးစီနဲ့အကယ်ဒမီရသွားတယ်နော်ဝေလဲမွေးကျူလဲမွေးမှာနော်တက်ရှိစီယိုကြီးမှာနော်အကယ်ဒမီတော့မင်းကတော့မင်းငားတဲ့ကြီးပါတယ်မင်းကတော့အကယ်ဒမီရအောင်မဟုတ်ပါဘူးပြည်သူအမုန်းနေပဲမင်းရမှာဟုတ်ပြီ ဒါသုံးပုံပုံနှစ်ပုံကျွန်တော်တို့ကောက်သိန်းကောက်နေပါပြီခင်ဗျာဟုတ်ပြီတက်ပြက်နေပြီတက်ပြက်နေပြီတက်ပြက်နေပြီဟေးဆိုတဲ့အတိုင်းပဲတက်တည်ပြက်နေပါပြီတိုင်းပြည်ဘန္နာကိုတဲ့ဘိုးဘွားပိုင်းမှတ်ပြီးတော့တဲ့သုံးနေတဲ့ဘိုးချုပ်ယူတွေအများကြီးရှိပါတယ်ဒါကြောင့်ဘိုးချုပ်ယူတွေအများကြီးရှိရလဲဆိုတော့သူတို့ရဲ့ခေါင်းဆောင်ဘိုးချုပ်မူကြီးကိုယ်တိုင်ကပြည်သူဘန္နာကိုအလွဲသုံးစားလုပ်နေမှတော့အောက်ကလူတွေကလည်း မလုတ်ပဲနေတော့မလားရှေ့ဆောင်သွားလားဖြောင်းဖြောင်းသွားမှနောက်နှားတက်တိုက်ဖြောင်းဖြောင်းလိုက်မယ်ဆိုတဲ့ဗမာစကားတွေလည်းရှိခဲ့ပါတယ်ရှေ့ကနွားကမှဖြောင်းဖြောင်းမသွားတာနောက်နှားတွေဖယူဖယဲနဲ့အခင်းနေတဲ့ဝင်စားတာစပခင်းနေတဲ့မြေပဲခင်းနေတဲ့เนาะယာခင်းနေတဲ့ဝင်စားတာမဆန်းပါဘူးလို့เนาะဒီနေရာနေပြောချင်ပါတယ်ပလဲမျိုးနယ်တွေနဲ့ပြစ်ချခံရသည်တဲ့ တိုက်လေရင်ပါတဲ့တရုတ်ထုတ်เนาะ F7M ဖြစ်ပါတယ်တဲ့เนาะရှင်းပါတယ်သူတို့တွေကပြောကြတယ်ငါတို့ဘာနေတို့ဒါဒီလေရင်ကဆက်ချုပ်ရင်းပြီးတော့ပြတ်ကျသွားတယ်ပါဘလူကြီးပဲဆက်ချုပ်ရင်းပြီးတော့ပဲပြတ်ကျပြတ်ကျအောက်ကကျွန်တော်တို့ရဲဘော်တွေကထုလိုက်လို့ပြတ်ကျပြတ်ကျအဓိကကျွန်တော်တို့စိတ်ထဲမှာသူတို့နဲ့တွားပြီးရက်ဖြစ်เสียမလို့ဘူးဟိအောင်လို့ပြစ်ချတာကွာ အာမင်းတို့ကလည်းကွာဟိုဘက်ကလည်းပြန်ပြောမယ်သူ့မှန်လည်းသူဆက်ချုပ်ရင်းပြကြတာပါတို့မှန်လည်းတို့ပြောင်းလဲပြောင်းစားပဲလှုပ်လှုပ်မလှုပ်လှုပ်အဓိကတို့ဘက်ကအင်အားချိနေဖို့ပဲလိုပါလေဟုတ်တယ်မလားလေးမြန်တစည်းပြက်ကြရင်ကလေးသူငယ်တွေနဲ့ပြည်သူလူထုအသက်ပေါင်းများစွာကိုကယ်နိုင်မှာပဲ ဟက်စကီတွေပဲပြက်ကြပြက်ကြလေရင်တွေပြက်ကြပြက်သူတို့မှန်သူတို့ဆက်ချုပ်ယင်းပြီးတော့ပဲပြက်ကြပြက်ကြအောက်ကထုလို့ပြက်ကြပြက်ကြအဲ့ဓာတွေကကျွန်တော်တို့အတွက်အားတွေပါပဲနော်အားတွေပါပဲသူတို့အတွက်ကတော့ဆုံးရှုံးမှုဒါဆုံးရှုံးတာသူတို့ဆုံးရှုံးတာတော့မဟုတ်ဘူးဗျာကျွန်တော်တို့ပြည်သူတွေပဲဆုံးရှုံးတာဒီလေရင်ပစ္စည်းတွေလက်နက်တွေအကုန်လုံးကိုဝယ်ထားတာပြည်သူဗန္ဒာနဲ့ဝယ်ထားတာပြည်သူပစံနဲ့ဝယ်ပြီးတော့ပြည်သူတွေကိုတတ်နေတာကတော့အသိန်းနာတယ်ဗျာ ကမာကြီးလဲကျုပ်တို့ကဥတန်းမချေဘူးနော်ကမာကြီးလဲဥတန်းမချေဘူးဒါကြောင့်သူတို့ဘာလဲသူတို့ဘလို့ပုံစံကြီးနဲ့ပဲပြက်ကြပြက်ကြဘလို့ပုံစံကြီးနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကအားတစ်ခုယူပြီးတော့သူတို့ကိုပြန်လဲတိုက်ခိုက်ခြေမုံးရမှာပဲဗျာနော်နောက်နောက်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကနေပြီးတော့အောင်မွေးနေစင်လာလိမ့်ကြအချင်းချင်းတွေတဲ့ချက်ကုန်ကြပြီ ဘာလီချင်းချင်းနေချကုန်ကြရလေရန်ကုန်တိုင်းမြန်မကုန်းမြို့နယ်စစ်ကောင်စီလက်အောက်ခံအထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှဇွန်လ17ရက်နေ့မနေ့စေနာကြီးလောက်ကအဲ့နော်ထွေဝန်ထမ်းချင်းချင်းဓာတ်နဲ့ထိုးပြီးလူတက်မှုဖြုတ်သွားပါတယ်တဲ့အဲအဲ့ဒါကဘာလဲဆိုတော့ဒါကျွန်တော်သိတဲ့တော့ပြောရရင်ဓာတ်နဲ့ထိုးလိုက်တဲ့ဝန်ထမ်းကအဲသူကကျွန်တော်တို့ဟိုဝန်ထမ်းဘွားတုံးကပေါ့နော်နေစားလာရှင်းဆိုတာရှိတယ်နေစားလာရှင်း လာရှင်းစွာရှိတယ်ဝန်ထမ်းတော့ဝန်ထမ်းပဲအဲသူကအလုတ်တင်ပေါ့နော်အလုတ်တင်ဝန်ထမ်းနေစာလာရှင်းကျွန်တော်တို့ဆိုရင်ဂျင်းမူကဆတ်ဌာနမှာပါမနစ်ဝန်ထမ်းကကျွန်တော်စဝင်တော့950ပဲရတယ်ခုနနေစာလာရှင်းဆိုတဲ့အလုတ်တင်ဝန်ထမ်းက950ပဲရတယ်200တော့กว่าတယ်200กว่าတယ်အဲ့ဒီ200ကကျွန်တော်တို့ဝန်ထမ်းဘဝဖြစ်တုန်းကတော်တော်သုံးရတဲ့200တော့ စစ်စစ်စီနဲ့သုံးမယ်ဆိုရင်15ရက်လောက်ကျွန်တော်တို့သုံးလို့ရတယ်စံစည်းရလည်းမကြည့်သေးဘူးစီစည်းရလည်းမကြည့်သေးဘူးဝန်ထမ်းဆိုင်ရလည်းရတယ်စီရီယာလည်းရတယ်စက်ပြားတွေဘာတွေလည်းရတယ်အဲ့ဒီတော့ခက်ကောင်းတော့မှာပေါ့เนาะထားလိုက်ပါခက်ကောင်းတော့မှာဆိုပြီးမဲ့လေအဲ့ဒီခက်ကအဲ88နောက်ပိုင်းပေါ့เนาะအဲအဲ့ဒီဒီခက်တဲ့ဆိုင်တော့နည်းနည်းကောင်းသေးတယ်ပေါ့ကောင်းသေးတယ်ပေါ့ထားလိုက်ပါဆိုတော့ခုနကျွန်တော်ပြောတဲ့ ထိုးယုံယုံမှာဖြစ်သွားတယ်မယန်းကုန်းကထိုးယုံယုံမှာဖြစ်သွားတယ်နေစားလာရှင်းအလုပ်တင်ဝန်ထမ်းကနေပြီးတော့ပါမနစ်ဝန်ထမ်းကိုဓာတ်နဲ့ထိုးပလိုက်တာနေရာမှာတွင်ပွေးချင်းပြီးသွားတယ်ဒါပါလဲဆိုတော့ငါပါမနစ်ပဲမင်းတို့ကငါမြင့်နေဆိုပြီးတော့အထက်ဖားအောက်ဖီးတွေလုံနေတယ်အချင်းချင်းတွေအရင်တော့ကပလင်းတို့ဘူးစိုးတွေရှိခဲ့ရင်ရှိခဲ့မယ်ဒါမှမဟုတ်ရင်လေကျွန်တော်တို့ပြည်သူဘက်ကနေပြီးတော့ဒီကောင်ကိုမကျင်နဲ့လို့ တို့ဘက်တွေကိုဝင်ပြီးတော့တနည်းချင်းဒီကောင်ကချမှာပဲဆိုတဲ့ခံယူချက်နဲ့ပြည်သူတွေကနေပြီးတော့အဲ့လိုစိတ်ကြက်တွေနဲ့ဝန်ထမ်းတွေလုံပြီးတော့အရာရှိတွေဘာတွေကောင်းကောင်းရှော့နေတာကျွန်တော်တို့ဘက်ကအင်အားတစ်ခုပါပဲလို့ကျွန်တော်ဒီနေ့ကနေကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒါတွေကိုကျွန်တော်တို့ကများများလုံနိုင်ရင်ကျွန်တော်တို့မြန်မြန်နိုင်နိုင်မယ်ဟုတ်တယ်နော်သူ့လူကိုယ်ပိုင်လာတွေကျွန်တော်လုံမယ်တုံးပြကျွန်တော်ချမယ် ရှည်တန်းသွားတယ်သွားပြီးတော့အာကလေးတွေခုစစ်တန်းတင်းတက်တဲ့ကလေးတွေရှည်တန်းသွားမယ်သွားမယ်လားရှုပ်မပြူနောက်ကိုကျွန်တော်တို့ပြင်မှာကျွန်တော်တို့လက်ထဲမှာလက်နဲ့ရတယ်နောက်ကိုပြင်မှာပြီးပြီပွဲရသိမ့်ပြီပွဲရသိမ့်ပြီတက်ပြက်နေပြီတက်ပြက်နေဒါပဲ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 ဟုတ်ပြီဂျီဆက်တွေကိုဆွဆွဲနေတဲ့ဒုတိယနှစ်တော်မှမအောင်တဲ့တက်ချုပ်တက်ရှုပ်တက်ရုပ်ကျွန်တော်ဒီလိုပဲကျွန်တော်ပြောချင်ပါတယ်တက်ထဲမှာလဲရှုပ်ပါတယ်တက်ထဲမှာလဲရုပ်ပါတယ်ပြည်သူပြည်သားတွေအတွက်လဲ မကောင်းကြံပါတဲ့အဲမြန်မာနိုင်ငံနေနဲ့ဖြစ်ပွားလျက်ရှိတယ်တဲ့မတိမငြိမ်မှုများနေတဲ့အကြမ်းဖက်မှုများဖြစ်စဉ်များကိုတဲ့ကြီးမြင့်ဆိုရင်းနဲ့ပညာရေးအားနည်းသည့်ဒေတာများတွင်နဲ့ပုံမှုဖြစ်ပွားလျက်ရှိပါသည်တဲ့နော်ဘာလဲဗျာသူကြတော့နော်ဒုတိယနေ့တော့မအောင်လို့စစ်တပ်တွေဝင်သွားတယ်လူနော်တနည်းအားဖြင့်ပြောရရင်တော့ဗျာကျွန်တော်တို့ဒါကျွန်တော်ဟိုတိတ်ခါ နိုင်လိုက်တဲ့လူတိတ်ခါကြောက်မှလည်းကျွန်တော်ကြောက်တယ်ဗျာဗမာစကမှုနဲ့နိုင်ရရင်ခွေးစက်ကနဲ့စကားထွက်တဲ့မျိုးလူပြည်နေတယ်ဗျာ sorry ပါ sorry ပါတိတ်ခါကြရင်လည်းကျွန်တော်ကိုနားလဲပေးပါကို့နားလဲပေးပါเนาะခွေးစက်ကနဲ့စကားထွက်တဲ့ပုံစံမျိုးဖြစ်နေပညာရေးကိုတဲ့ဗာများပတ်မိုးကူညီခဲ့ဘူးလေဟမ်ပညာရေးကို तू ကဗာများထောက်ပံ့ပေးခဲ့ဘူးလေ သူ့ရဲ့သားသမီးမြင့်မြင့်တွေကြတော့နိုင်ငံသားမှကြောက်သွားထားတယ်။မြန်မာနိုင်ငံရဲ့ပညာရေးကိုကြတော့သူ့ရဲ့ခြေတော်အောက်ကဖနက်တင်ရန်လောက်တော့မှအလေးနဲ့မထားဘူး။ရှင်းပါလေဘာဖြစ်လို့အလေးနဲ့မထားလဲ။မြန်မာနိုင်ငံ ပြည်သူပြည်သားတွေအားလုံးပညာမဲ့လေသူက အုပ်ချုပ်လို့ကောင်းနေပဲ။သူ့ရဲ့သားစဉ်မြေးဆက်ကြတော့နိုင်ငံသားမှကြောင်းသွားထားမယ်။ ပညာတတ်ကြီးတွေဖြစ်အောင်လုပ်ပေးမယ်တိုင်းသူပြည်သားတွေကိုကြတော့အငန့်ငန့်အပြတ်ပြတ်နဲ့ပညာမဲ့အောင်လုပ်နေတဲ့လူဟုတ်ပြီ तू ပြောတဲ့အတိုင်းပဲ तू ကဘာတွေကူညီခဲ့ဘူးလို့လဲဘာတွေထောက်ပံ့ပေးခဲ့ဘူးလို့လဲစာတင်ကျောင်းတွေဘုံကျဲတယ်အဲ့ဒါ तू ကူညီထောက်ပံ့တာလားကျောင်းသားတွေကိုတက်ဖြတ်တယ်အဲ့ဒါကပညာရည်မြင့်မားဖို့လားနောက်တစ်ခါကျောင်းသားတွေကိုဖမ်းပြီးတော့ ပေါ်တာဆွဲပြီးတော့စစ်ပညာတင်ပြီးတော့ရှေ့တန်းပို့တယ်ဒါပါလေပညာတကြီးတွေဖြစ်စေခြင်းလို့လားကျွန်တော်ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်နော်တပည့်မှာရှိတယ်နဲ့ပညာတဲ့ကလေးတွေအတွက်သူအာနာယူခဲ့တဲ့တနက်ကင်တော်လန်ရေးကြီးဖြစ်အောင်လို့ပုံသွင်းဖန်ပြီးနေတာအဲ့ဒါကို तू ကဘာလဲ ပညာမဲ့တွေရှိတဲ့ဒေသမှာတိရမဆမ်းပါဘူးဆိုတဲ့စကလုံးလှလာလေးတွေသူပြောသွားတာသူပါဇက်မို့လို့ပြောထွက်တယ်ကြာကျွန်တော်ရဲ့စိတ်နီးစပီကာမှာအခုရုပ်ဖတ်မဲ့ကြပြလေးရတော့မိမိတဲ့ရေးသားတဲ့ကြပြဆရာကတော့ဧကရာစာအညာသားပဲဖြစ်ပါတယ်ကျွန်တော်ရဲ့စိတ်နီးစပီကာမှာရုပ်ဖတ်ဖို့ ကြဗျာဆရာဧကရာဇာအညာသာရှိမှကျွန်တော်ခွင့်တောင်းပါတယ်ဆရာရဲ့ကြဗျာလေးကိုရွတ်ဖတ်ခွင့်ပြုပါကြဗျာလေးရဲ့အမိကမိ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 ရဲ့တန်နိုင်ကြားကလူကိုအပြင်ကယောက်ျားအရင်မှကြီးတွေလှုပ်ပြီးမိမိကိုအချင်းချထားတဲ့လူတွေကကြောက်ဒူးတွေတုံပြီးတော့လန့်နေကြတယ်တဲ့မိမိရဲ့ မိမိရဲ့တမာရီကိုမရှင်နိုင်ပဲတို့မိမိကတော့အခုထိပန်းပန်လျက်ပါပဲမိမိကျမ်းမာရေးဂရုစိုက်ပါတားတို့တနိုင်ငံလုံးမိမိဖြစ်ချင်တယ်လို့စီးလုံးနေကြပါပြီမိမိမြောက်ပိုင်းကရေခဲတောင်ကြီးကစလို့တောင်ပိုင်းကကော့တောင်အငူအထိစီးလုံးနေကြပြီမိမိ ကချင်ဒူဝါကြီးရဲ့မြန်ဆိုင်လာတဲ့အကကလှပနေသလိုတောင်ဇလက်ပန်းမြရဲ့ရနှက်ကမှုကြိုင်နေတဲ့ပန်းလေးတပွင့်ဖြစ်နေပြီမေမေရခိုင်ယိုးမကတောင်နှန်းကြီးတွေကလည်းရိမ့်ွဲ့နေသလိုကလရန်မြင့်ရဲ့မြင့်ရီတွေကလည်းတတင်တင်စီးနေပြီမေမေရှမ်းယိုးမကတောင်နှန်းကြီးတွေကလည်းကြ냐တွေစာဖွဲ့လို့မကုံအောင်ပဲရှမ်းအိုးစီကြီးနဲ့တူနီယာအကတွေက မြိုင်မြိုင်ဆိုင်ဆိုင်ပွဲကနေကြပြီမေမေကရင်ီတွေရဲ့စီလုံးမှုကလည်းပြောစရာမလိုအောင်ဖြစ်နေပြီမေမေကျင်းပြည်နယ်ကဖားစီတန်နဲ့ဒုံရင်ကကိုဇွဲကဝင်တောင်ကြီးကတော့ငေးကြည့်နေရပြီမေမေအညာဒေတာကလည်းအလူပွဲတွေကျင်းပဖို့အမေကိုစောက်မြော်နေတယ်မေမေ ရာမညမြေကလည်းမိမိအတွက်ဆိုပြီးတော့တန်ဆုံတီးဝိုင်းတွေတီးနေရပြီမိမိစပားတွေတောင်လိုပုံပြီးမိမိဖြစ်စေခြင်းနဲ့တာယာဝပြောတဲ့တိုင်းပြည်ကြီးကရောင်နေတွေတန်းလာပြီမိမိကျွန်းစုများနဲ့လှပနေတဲ့တဘာဝတရားကြီးကလည်းမိမိပြန်လာရင်အနာယူဖို့စောင့်နေကြပြီမိမိ မမေဒီတခါတန်နိုင်ကြားကထွက်လာရင်မမေမြင်ကျင်နဲ့မမေဖြစ်စေခြင်းနဲ့နိုင်ငံတော်ကြီးဖြစ်တော်မှာမမေမမေအသက်ရာကျော်နေနိုင်ပါစီလို့တားတို့ဆုတောင်းနေလျက်ပါမမေမမေခေါင်းပေါ်ကပန်းလွှဲတွေကအမြဲတမ်းမှုကြိုင်လန်းစန်းနေသလိုမမေကိုအယမ်းချစ်တဲ့ တည်သူတွေကလည်းမိမိအတွက်လှပတဲ့ပန်းကင်းလေးတွေအတူတကွစိုက်ပျိုးနေကြပြီမိမိလေးစားပါလေဧကရာသာညာတာကျွန်တော်မြန်မာပြည်ကြီးအမြန်ဆုံးငြင်းချမ်းပါစေမြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေမြန်မာပြည်ကြီးအမြန်ဆုံးဘေးမတန်းဖြာဝေပြီးတော့အမေအချင်းဆန်ဘွားက 民族没有边界。